ကိုယ့်ရဲ့အကောင့်လောမနော်ကိုယ့်ရဲ့အကောင့်တစ်ခုခုပြဿနာဖြစ်ခရင်ကကိုပါကိုဘလို့ထိမ့်သိမ့်မလဲပေါ့နော်ဒီအပိုင်းမှာတော့တာဝန်ယူမှုကျွန်တော်ဝင်များဆောင်ရွက်ခြင်းပုံစံဆုံးပြကျွန်တော်ပြောထားတယ်ဒါကဘလို့မျိုးကိုယ့်ရဲ့အကောင့်ကိုထိမ့်သိမ့်မလဲလုံခြုံရေးဆိုတာကတော့ကိုနဲ့ကိုသုံးနေတဲ့ပလက်ဖောင်းဒီနှစ်ဖက်စလုံးကတာဝန်ယူရမယ့်အရာတစ်ခုဖြစ်ပါတယ်ပြောချင်တာကကိုလုံခြုံရေးကိုသုံးနေဥမာဆိုတော့ကျွန်တော် Binance ပဲဖြစ်ဖြစ် Binance ပဲဖြစ်ဖြစ် ေကပ်ပဲဖြစ်ဖြစ်မန်စီပဲဖြစ်ဖြစ် STP ပဲဖြစ်ဖြစ်အစရှိတယ်ပြင်မလို့ကိုတုံးနေတဲ့ platform တွေရှိနေမယ်အဲ့ဒီ platform တွေနဲ့ပတ်သက်တဲ့ security ဘိုင်းကကိုရောကိုတုံးနေတဲ့ platform ဘက်ကရောနှစ်ဖက်စလုံးကဒီပြောမယ်ဆိုတာဝန်ယူရမယ့်အပိုင်းဖြစ်ပါလေဒီညမှာကျွန်တော်ပြောချင်တာကကိုယ့်ရဲ့ account ကိုကိုပါကိုထိမ့်သိမ်းမှတာနေရမှာဖြစ်ပါတယ်ကျွန်တော် password တွေအလွယ်မထားဘူး ကျွန်တော်နောက်မှလည်းပြောမယ်ပေါ့နော်ပြောမယ်ဆိုတာဒီကိုယ့် account ကိုကိုက password ကိုအလွယ်ထားလို့မရအောင်ပြောချင်တာကဆိုပါဆို password ကို123456ဆိုအရာပုံစံမျိုးအလွယ်ထားလို့မရအောင်အဲ့လိုပဲဟော Google authenticator ဖြစ်တဲ့ကျွန်တော် 2FA လို့ပြောပြပေါ့နော်ဒီ 2FA မခံမင်းနဲ့တုံးနေဆိုလဲကိုယ့် account ရဲ့ security ဘိုင်းအလုံးဝနေကျွန်တော်ဘာလဲဆိုတော့ Binance မှာ Binance တို့ Bybit တို့မှာဆိုနမူနာရှိတယ်အဲ့ဒါဘာလဲဆိုတော့ ကျွန်တော်အကောင့်တစ်ခုဖွင့်လိုက်ပြီးကိုယ့်အကောင့် KYC တင်ဖို့အတွက်ဖွင့်လိုက်ပြီးဆိုရင်ပထမဆုံးနေ့ကျွန်တော် Gmail ထည့်ရတယ် Gmail ထည့်ပြီး password ထည့်ရ password မှာကျွန်တော်ဒါနောက်အပိုင်းမှာလည်းထည့်မဲ့ပုံစံပြောပြမယ်เนาะ password မှာကျွန်တော်ဒီခန်းန်း6လောက်တွေရိုက်လို့မရအောင် small letter ပြီးရင် less letter ပါမယ်ပြီးကိုယ့်ရဲ့ letter အကြီးနဲ့အသေးပါမယ်ပြီးရင်နောက်ထပ်တစ်ခုအနေနဲ့ကဘာပါမလဲဆိုတော့ဒီကျွန်တော် hash တို့အစရှိပြင်ပေါ့နော် hyphen တို့အဲ့လိုပုံစံမျိုးအရာတွေပါမယ် ဒါဒီပါမတာလေလုံးဝကိုအကောင်ကပြီးပြီးဆုံးနေဆိုတဲ့ပုံစံမျိုးအနည်းဆုံး၈လုံးရှိရမယ်ပြီးရနောက်ထပ်တစ်ခုအနေနဲ့ကဒီကိုကတော့နေဆိုကိုရဲ့ face scan အစရှိပြီး face scan ပြီးရင် lab way fingerprint ပြီးရင် google authenticator 2fa ပြီးရင် gmail ရဲ့ code အစရှိပြီးဒီ binance တို့ဘာတို့မှာဖွင့်လိုက်ပြီး hey ဆိုရင်လည်းလောရမယ် security ဘိုင်းကဒါတွေကအရေးကြီးပါတယ်ကိုကမသိဆိုကိုအကောင့်ကိုဝင်လိုက်ဝင်လိုက်ပြီး setting နဲ့ကနေ security ဆိုတဲ့နေရာမှာသွားလိုက်ကိုအကောင့်ရဲ့ security ရခိုင်တော့ဘလောက်ရှိနေလဲနီးနေလားဝါနေလားစိမ့်နေလားအဆိုင်ရှိမြင်အပြေးပါတယ်ဒါတွေကကိုလုတ်ကိုလောက်ရမယ်အရာတွေဖြစ်ပါတယ်နောက်ထပ်တစ်ခုအနေနဲ့ကတော့ဒီ system ဘိုင်းနဲ့ပေါ့ platform ကကိုယ့်ရဲ့ဒီ system infrastructure ကိုဘယ်လိုမျိုးကာကွယ်ထားရမလဲနော်သူကသူကကာကွယ်ပြီးတော့ဒါ platform ဘက်ကလောက်ရမယ်အပိုင်းဒီနေရာမှာကျွန်တော်ပြောချင်တာက system နဲ့ပတ်သက်လို့ဒါပါလေဒါက platform ဘက်ကလုပ်ထားတာဘာလဲဆိုတော့ကိုယ့်ရဲ့ account ရဲ့သူတို့ရဲ့ interface တွေကိုယ့်ရဲ့ဒီအချက်လက်တွေ database တွေ ပြီးရင်ကိုယ့်ကောင်ထဲမှာရှိတဲ့ assets တွေဆိုတော့ကျွန်တော်တို့ခုနကကျွန်တော်နမူနာပြောသွားတယ် Binance ကိုငွေထည့်တယ်ဆိုရင် Binance account က wallet ထပ်ဖွင့်စရာလည်းမလိုဘူးဒါဘာကြောင့်လဲ Binance ရဲ့ကိုယ့် wallet ထဲကိုရောက်သွားတယ်ကိုယ့် wallet ထဲကိုရောက်သွားပြီဆိုရင် Binance ကအဲ့ဒါကိုယ့်ရဲ့ account ထိန်းသိမ်းပြီးတော့ဒီကိုယ့်ရဲ့ face တွေ database တွေပြန်ပြီးတော့ကိုယ့် withdraw လုပ်မယ်ဆိုရင်ပြန်ပြီးတော့တောင်းတဲ့အချက်လက်တွေကိုဖြည့်ပြီးမှသူက withdraw လုပ်ပြီးဒီလိုပုံစံပေါ့နော်ဒါတွေကဒီ platform ဘက်ကကာကွယ်ရမယ့်အပိုင်းတွေသူတို့ရဲ့ account တွေသူတို့ရဲ့အရာတွေ hack ီအဟမခံအောင်ထိန်းသိမ်းရမယ့်အရာတွေဖြစ်ပါတယ်။ဘာလို့လဲဆိုရင်ကျွန်တော်နမူနာတစ်ခုပေးခြင်းတယ်။ဒါပါဆိုဘိုင်ဘစ်ပေါ့နော်။ဘိုင်ဘစ်ဟက်ခံခဲ့ရတယ်။ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလောက်ကအခု sorry ဒီ2025ပေါ့နော်။ဒီ2025ဖေဖော်ဝါရီလောက်ကဖြစ်မယ်။ဘိုင်ဘစ်ဟက်ခံရတယ်။ကျွန်တော်ဒေါ်လာပြီးပါသွားတယ်။ဟက်တဲ့အဖွဲ့ကလေဒီမြောက်ကိုရီးယားဘက်ကအဖွဲ့ရဖြစ်တယ်။ဟတ်သွားတယ်ကိုကောင်เนี่ยဒေါ်လာကြီးပါသွားတယ်ဒါကဘယ်ကိုဟတ်သွားလဲဆိုဘိုင်ဘစ် exchange ကိုကိုဝေါ်လက်ကိုဟတ်သွားတယ် ဟက်ပြီးတော့အဲ့ဒီ Ethereum နဲ့ USDT ကိုထုတ်ပြီးတော့ယူသွားတယ်။ဒီတော့ဒါ HC ဘက်ကဖြစ်သွားတဲ့ security ဘက်အားနေမှုဒါအောင် HC ဘက်ကပြန်ပြင်ပြီးတော့ကိုယ့် account တွေကိုပြန်ပြီးတော့အဲ့ဒီအချိန်မှာကျွန်တော်ထုတ်ကြရတယ်ပေါ့နော်ကျွန်တော်တို့အပောင်ဝင်ကျွန်တော်ပောင်ဝင် Binance Bybit ထဲမှာထည့်ထားတဲ့ access တွေအကုန်လုံးထုတ်လိုက်တယ်။အဲ့မှာထုတ်တဲ့ကမှာထုတ်မရတာရှိရင်မရတာရှိရင် security ဘက်ဒီကျွန်တော် transaction ဘက်နေကြက်ညာတာရှိရင်ဒါဘာကြောင့်ဖြစ်သွားတယ် Bybit ရဲ့ core wallet ကို hack ခံရတာဒါ Bybit ဘက်က ဒီ security ဘိုင်းအားနဲ့သွားမှာဒါပေမဲ့အခုနောက်ပိုင်းမှာတော့ဘိုင်းဘက်ကပြင်ဆင်ပြီးသွားပြီဒီ hack ခံရတဲ့ပမာဏကိုလည်းသူ့ဘက်ကတာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့လှုပ်ဆောင်ပေးသွားတယ်အခုပုံမှန်တိုင်းပြန်ပြီးတော့လေပတ်နေပြီဘိုင်းဘက်မှာလည်း feature တွေအစ်တည်းနောက်ပိုင်းမှာအခုကျွန်တော်ဒီ UAE မှာတောင်ဘိုင်းဘက်ရဲ့ office official ရုံးစိုက်နိုင်သွားပြီပြီးတော့ဘိုင်းဘက်မှာပဲကျွန်တော်တခြားဒီ program forever ကဥစ္စာတွေအကုန်လုံး trade လုပ်ရတယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်လာတယ်ဒါဘိုင်းဘက်က ဟက်ခံပြီးနောက်မှမှသူကိုယ်တိုင်ပြန်ပြီးတက်မှတ်လာနိုင်တယ်။ဒါကဘာလဲဆိုတော့ platform ဘက်ကနေသူ့ရဲ့ system ကိုတိကျကာကွယ်ပြီးတော့လုပ်ရမယ့်အပိုင်းတွေဖြစ်ပါတယ်။ဒါပိုင်းပြီးဟက်ခံမှုနဲ့ကျွန်တော်နမူနာထိုးပြခဲ့တာပါ။နောက်ထပ်တစ်ခုအနေနဲ့ကကိုယ့်ရဲ့ account ကိုယ်တိုင်ကာကွယ်ဖို့တာဝန်ရှိပါတယ်။ဆိုပါစို့ကျွန်တော်တို့ခုနကကျွန်တော်ရှေ့မှာနမူနာပြောခဲ့တယ်။ကိုယ့်ရဲ့ secret secret ကို screen share ပြီးတော့ပြမိတဲ့အခါမှာဒါကိုယ့်အကောင့်ကိုဖားသွားပြီ။အဲ့လိုမျိုးပဲ exchange account, stb account Binance account, Binance account, Bitget account, Mazi account စသဖြင့်အဲ့ဒီ exchange ရဲ့ account ရဲ့ password တွေ Google authenticator code တွေ email တွေဒါတွေအလွယ်တကူထားတယ်ကိုကဟာအပြင်မှာရောက်နေလို့ဥမာဆိုပါဆိုကိုတဲ့အနည်းဆက်ဆုံးပေါ့နော်အပြောရမယ်ဆိုရင်အနည်းဆက်ဆုံးဆိုတိုင်းနဲ့မယုံမအောင်ဆိုတဲ့ပေါ့ပြောတော့ဒါမျိုးတွေကိုပြလိုက်တာဒါငါ့ရဲ့ account password ကဘာလဲငါ့ရဲ့ account email ကဘာလဲဒါငါ့ account ရဲ့ gmail authenticator code ကဘယ်လိုဝင်ရတာ gmail authenticator code က အော်တန်တီကေတာချိန်ထားတဲ့ဂျီမေးကောင်ဘယ်ဥစ္စာအစရှိတဲ့ပြင်ပြောလိုက်တဲ့ခါမှာဟိုဘက်ကစကန်နေတဲ့လူဆိုရင်ပါသွားပြီဒါကအဲ့လိုမျိုးပါသွားတဲ့ခါမှာဘာမှလုပ်လို့မရတော့အဲ့ဒီမှာကိုကဟက်ခံတဲ့ကိုအကောင့်ကိုလွှဲလိုက်တဲ့ခါမှာအဲ့ချုံတော့ပဲဒါငါလွှဲတာမဟုတ်ဘူးငါအကောင့်ဘာကြောင့်ဖြစ်လိုက်ဒါအိတ်ချင်းနဲ့မဆိုင်တော့ဘာဖြစ်လဲဆိုတော့ကိုကကိုတိုင်းလွှဲလိုက်တာဖြစ်တဲ့အတွက်ဘာလို့အိတ်ချင်းကလည်းကိုလွှဲတယ်လို့ပဲယူဆပါဘာဖြစ်လဲဆိုတော့ကို သူ့ဘက်ကတောင်းတဲ့ security ပိုင်းနေ authenticator code တွေ gmail code တွေ password တွေဒါတွေအကုန်လုံးမှန်နေတဲ့အခါမှာအဲ့ချင်းကလည်းလွှဲတယ်လို့ပဲထင်တော့မှာအဲ့တော့ကိုယ့် account ထဲမှာရှိတဲ့ငွေကပါသွားရင် ကိုကိုတိုင်းမဲတောင်းဝင်ရှိပါတယ်အဲ့တော့လူတန်းကိုကျွန်တော်ဒီနေရာမှာ security နဲ့ပတ်သက်လို့ပြောချင်တာတော့လူတန်းကိုမယုံပါနဲ့ကိုပါရာကိုဂယူဒီဇိုင်းနေကိုယ့် account ရဲ့လုံခြုံရေးကိုအထူးဂယူ site ပါကိုယ့် account ရဲ့ password တွေကိုယ့်ရဲ့ gmail authenticator code တွေဒါတွေကို ကိုယ်တိုင်ထိမ့်သိမ်းလေ့လာဖို့အတွက်လိုအပ်ပါတယ်လို့ကျွန်တော်ကတော့ပြောချင်ပါတယ်နောက်ထပ် slide တစ်ခုမှာတော့ကျွန်တော်ဒီဆုံးရှုံးမှုအတိုင်းအတာပေါ့နော်ဒီဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်ပါတယ်ဒါကဘာလဲဆိုတော့ကိုယ့်အကောင့်ကိုလုံခြုံရေးကိုကိုယ့်ဘာကိုထိမ့်သိမ်းထားနိုင်မှအပြေဝကကွယ်ပေးနိုင်မယ်ပေါ့နော်ကျွန်တော်ရှေ့မှာလည်းပြောထားတယ် platform ဘက်ကသူ့ရဲ့ system ဘိုင်းကိုသူကာကွယ်တယ်ကိုယ့်ရဲ့အကောင့်လုံခြုံရေးကိုကိုယ်တိုင်ကာကွယ်ရမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ျွန်တော်တို့ Binance ပဲဖြစ်ဖြစ် Binance ပဲဖြစ်ဖြစ် ကို့အကောင့်တွေကနေဥပမာဆိုတော့ကို့အကောင့်ကြီးမင်းဟက်ခံလိုက်ရတော့ပါသွားပဲဖြစ်ဖြစ်ကို့အကောင့် KYC နဲ့ကိုအားလိုက်လို့ကိုကမလုံတက်လုံလို့ဟိုဘက်ကတစ်ဖက်လူကလူလဲကြပြီးတော့ပါသွားတာပဲဖြစ်ဖြစ်ဒါမျိုးဆိုရင်ဘာမှလိုက်လို့လို့မရဘူးပေါ့နော်ပြောချင်တာကဘာလဲဆိုကို့အကောင့်ဟက်ခံလဲရပြီဆိုရင်တိုင်ကြလိုက်တယ်ဟိုဘက်ကလူကဟိုမှာကိုကအချက်လက်တွေကိုအပြည့်စုံနဲ့တိုင်ကြလိုက်လို့ဟိုဘက်ကဘာပဲလုပ်ပေးနိုင်လဲဆို အကောင့် fees လုတ်လိုက်တာပဲလုတ်ပေးနိုင်တယ်တခြားဘာမှလုတ်မပေးနိုင်ဘူးအဲ့တော့ဘာလဲဆိုတော့ကိုယ့်အကောင့်ကိုပါကိုကာကွယ်ရမယ်အချင်းကလည်းသူ့ရဲ့ system ဘိုင်းကိုသူကိုယ်တိုင်ကာကွယ်မယ်သူ့ရဲ့ system hack ခံရတာတွေဆိုတော့ကျွန်တော်ခုနရှေ့မှာပြောလို့ကိုယ်လည်း hack ခံရတာဒါမျိုးတွေမဖြစ်အောင်သူကိုယ်တိုင်ကာကွယ်လိမ့်မယ်ကိုကောင်လေကိုကကိုတိုင်းထိန်းချုပ်ရမှာဖြစ်ပါလေ ဒီတော့ဘာလဲဆိုတော့မိမိအကောင့်ကျွန်တော်ရှိမှအခုပြောမှအပိုင်းကဘာလဲဆိုတော့ကို့အမှားကြောင့်ငွေတွေဆုံးရှုံးသွားတယ်ဒါဆိုရင် platform ကငွေပြန်ပေးနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့တေချာဒါအတိထောက်လိုက်တယ်ဒီ trading လုပ်လို့ပဲဖြစ်ဖြစ်ကို့အကောင့် hack ခံလဲလို့ကို့ဘက်ကိုပါသွားပဲဖြစ်ဖြစ်ကို့ security ဘိုင်းအတိအကျမမတ်နိုင်လို့ပါသွားပဲဖြစ်ဖြစ်ဒါဆိုရင်ဘယ်လိုပဲဖြစ်ဖြစ်အချင်းဘက်ကပြန်ပြီးတော့မပေးနိုင်ဘူးဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော် security ဘိုင်းတော့မဟုတ်ဘူးပေါ့နော် ျွန်တော်ရှေ့ရပ်ပိုင်းပြီးခဲ့တဲ့ရပ်ပိုင်းလေးရပဲဖြစ်သွားရှိတယ်။ market crash ဖြစ်သွားတယ်။ up down လုံးဝအကြီးကြီးဖြစ်သွားတယ်။မိနစ်ပိုင်းနိုင်ပိုင်းတွေမှာနေပိုးစိုးပဲဖြစ်သွားတယ်။အဲ့ဒီမှာ liquidation ကျွန်တော် trade တဲ့လူဆိုရင်သိမယ်ပေါ့နော်။ဒီဒါက security နဲ့တော့မဆိုင်ဘူး။ဒါပေမဲ့သိအောင်လို့ပါ။ဒီနောက်ရက်မှာဒီ trading နဲ့ပတ်သက်လို့ပြောမယ်ဆိုတော့နော်။ဒါတိအောင်လို့နည်းနည်းလေးပြောခဲ့ခြင်းနဲ့ကိုကအဲ့ဒီမှာ liquidation တွေထိကုန်တယ်အများကြီးပဲ။ ေါ်လာမီလီယံနဲ့ချီဆုံရှုံးတဲ့လူရှိ5မီလီယံ7အများကိုအများကြီးလုံးဝရှိတယ်။တချို့ဆိုရင်ကိုကိုတိုင်းတော့တတ်သေးသွားတဲ့ case တွေရှိခဲ့တယ်။တတ်သေးပါယူကရိန်းက trader လားမသိဘူးပေါ့နော်။သူ့ကိုသူကသူ့ကထဲမှာတင်သူအဆုံးစီရင်သွားတယ်။ဒါမျိုးတွေထိဖြစ်သွားတယ်။ဒါဆိုရင် exchange ကဘာမှလုပ်ပြီးလို့မရဘူး။ပြောရမယ်ဆို market crash ဖြစ်သွားတာ exchange တွေက market နဲ့ပတ်သက်လာသူတို့အမြဲတမ်းလိုက်ပြီးထိန်းချင်းနေရတယ်။ exchange တွေအလောက်ကသူတို့မှလိုက်ပြီးထိန်းချင်းနေအဲ market ကိုလုံးဝလုံးဝ down တချက်တည်းနဲ့လုံးဝ down ဖြစ်မတော့အောင်တချက်တည်းနဲ့လုံးဝအများကြီးမြင့်တက်မတော့အောင်သူအမြဲတမ်းထိန်းနေနေရတယ်အဲ့မှာမထိန်းနိုင်ဘူးအဲ့နေမိနစ်ပိုင်းအတွက်မှာလုံးဝ down ချောင်းတော့ကျွန်တော်တနာရီတွင်းနဲ့မှတည်းဘလောက်ထိကျသွားလဲဆိုဆိုပါဆိုကျွန်တော် BNB နဲ့ပဲပြောလိုက်ပါ BNB ဆိုအဲ့နေကဒေါ်လာ1300ဝန်းကျင်ကနေပြီးတော့ဒေါ်လာ800ထိဆင်းသွားတယ်ဒေါ်လာ900လောက်မိနစ်ပိုင်းအတွက်မှာကျသွားတယ်ဒါကတကယ်တမ်းဆိုရင်အချင်းဘက်ကလိုက်ပြီးတော့ထိန်းကြီးရမယ်ပိုင်းနေ မထိညိနိုင်တဲ့အခါမှာ လုံးဝပါပါတယ်အဲ့မှာ trade လုပ်ထားတဲ့လူတွေဘယ်လိုပြောမလဲကျွန်တော်တို့ liquidation နေ့ထိကုန်တဲ့ကိုယ့်ရဲ့ငွေတွေဆုံးရှုံးကုန်တဲ့ဒါမျိုးပြတ်တက်နိုင်အများကြီးဖြစ်သွားတယ်အဲ့ဒီမှာ exchange ဘက်ကဘာပဲလုပ်ပေးနိုင်လဲဆိုခုနောက်ပိုင်းမှာပြန်ပြီးတော့ဒါ exchange ဘက်ကသူ့ဘက်ကလိုအပ်တဲ့အပိုင်းပေါ့နော်သူတို့ကဘာပဲလုပ်ဆိုဒေါ်လာဆုံးရှုံးသွားတဲ့ပမာဏက billion နဲ့ချီရှိတယ်ဒါပေမဲ့သူတို့ပြန်ပေးရပါတယ် finance ဆိုရင်ဒေါ်လာ400 million ပဲပြန်ပြီးတော့ပေးရတယ် အဲတချို့ trader ဆိုဟာသိုက်လောက်ထားတော့ရှေ့ပေါ့နော်သူဆုံးရှုံးသွားတာက2 million သူပြန်ရရလိုက်တာ0.2 USD ဒါမျိုးပေါ့နော်ဒါမျိုးပြဿနာတွေပါရှိတယ်ဒီတော့ဒါဆို HJ ဘက်ကအမားရီလို့ပြောလို့ရပြီမြေကိုပါကိုကိုရဲ့ account ကျွန်တော် trading မှာဆိုရင် stop loss ထားပါအဲ take profit ထားပါ stop loss ထားပါကျွန်တော်အမြဲတမ်းပြောတယ်အမြဲတမ်း future trade ပဲလုပ်တဲ့သူ spot trade တော့မရပြန်လာမြေကျွန်တော်ချသွားတယ်ဆိုရင်သူဘာလို့ပြန်တက်လာချင်မှပြန်ရအောင်လို့ရတယ် future spot trade က ဒီ long term gain တွေလူ future trade မှာဆိုရင်ကျွန်တော်ဒီခဏတည်းမှာလုံးဝ short ဖြစ်တာကိုယ့် account liquidation ထိပ်ပြီးတော့ကိုယ့် account ထဲမှာရှိတဲ့ငွေတွေအကုန်လုံးပါသွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်အမြဲတမ်း trading လုပ်တဲ့အခါမှာအမြဲတမ်းပြောလို့စကားတစ်ခုက stop loss ထားပါကိုယ်ဆုံးရှုံးနိုင်တဲ့ပမာဏပဲထားပါဆိုရင်စကားအမြဲတမ်းပြောတယ်ဒါက trading နဲ့ပတ်သက်လို့ကျွန်တော်နည်းနည်းလေးပြောပြခဲ့တာဖြစ်ပါတယ်ဒီတော့ account နဲ့ပတ်သက်လာ security ဘိုင်းနဲ့ပတ်သက်လာဆိုတော့ကိုယ့် account က security ကိုပါကိုမလုံခြုံဘူးဆိုရင်တော့ အချင်းဘက်ကလုံးဝပြောလို့မရကျွန်တော်အချင်းဘက်ကလုံးဝမင်းအရာတွေပြောတယ်ကျွန်တော်အခု Binance တို့ Bybit တို့မှာဆို Authenticator ကိုထည့်ပါပြီးရင်ကျွန်တော် verification ပေါ့နော်ကိုယ့်ရဲ့ဒီ face ပဲဖြစ်ဖြစ် message ပဲဖြစ်ဖြစ် Gmail ကိုပဲဖြစ်ဖြစ်အစရှိမဲ့အဲ့ဒီကိုယ့်တွေထည့်ပါဆိုပုံစံမျိုးတွေပြောတယ်အဲ့ဒါတွေကိုကိုယ်တိုင်မထိန်းချုပ်နိုင်ဘူးကိုယ့်ဘာကိုလုံးမထားဘူးဆိုလို့အကောင့်ဟက်ခံပြီးပါသွားတယ်ဒီအကောင့်အနေဒီဘက်အကောင့်လွှဲတာဆိုရင်ဒါအကောင့်အလွှဲတာဖြစ်တယ်အချင်းဘက်ကလည်း ဘာမှအဲ့ချိဘက်ကငွေလေးတဲ့ခါမှာတောင်းရမယ့်ကုတ်တွေကိုကိုကပေးလိုက်ထဲနိုင်သွားရဟကားထဲနိုင်သွားရဆိုတော့ကိုဘာမှလုပ်လို့မရတော့ဘူးပေါ့နော်ဒါဆိုတော့ကို့အကောင့်ထဲမှာရှိတဲ့ငွေတွေဆုံရှုံသွားမှာဖြစ်ပါတယ်ဒါပလက်ဖောင်းဘက်ကလုံးဝငွေပြန်ပေးနိုင်မှာမဟုတ်ပါဘူးခင်ဗျဟုတ်ကဲ့ပါဒါတော့ security နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှင်းပြပေးခဲ့တာဖြစ်ပါတယ်